မင်္ဂလာပါခင်ဗျရန်ကုန်ခစ်တက်ကနေဒီနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အကျန်းဖတ်စစ်ကောင်းဆောင်မင်းအောင်လင်ကရှစ်ကြိမ်မြောက်မဲကောင်းနိုင်ငံများအစည်းအဝေးတက်ဖို့နိုဝင်ဘာလ9ရက်နေ့မှာတရုတ်နိုင်ငံကိုသွားဖို့လုပ်နေပြန်ပြီနိုဝင်ဘာလ10ရက်နေ့မှာမြန်မာနိုင်ငံပြန်ရောက်မှာဖြစ်တယ်လို့နေပြည်တော်စစ်တပ်သတင်းရှင်းပြကပြောပါတယ် ရှမ်းပြည်နယ်မြောက်ပိုင်းကညီတော်မဟာမိတ်တပ်တွေသိမ်းပိုက်ထားတဲ့ကုတ်ခိုင်မြို့ကိုဂျပန်စကောင်စီတပ်ကဒီကနေ့မနက်ပိုင်းမှာပဲလေရင်နဲ့မုံတွေဇက်တိုက်ကျဲချသွားမှုကြောင့်ရဲသားပြည်သူတို့ဦးသိဆုံးသွားခဲ့ပြီးဒဏ်ရာရတဲ့သူတွေလည်းများထားတယ်ဆိုတဲ့သတင်းပါဝင်ဒီကနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အချင်းဖတ်စေကောင်းဆောင်မင်းအွန်လိုင်းကရှစ်ကြိမ်မြောက်မဲကောင်နိုင်ငံများအစည်းအဝေးတက်ဖို့နိုဝင်ဘာလ9ရက်နေ့မှာတရုတ်နိုင်ငံကိုသွားဖို့လှုပ်နေပြန်ပြီးနိုဝင်ဘာလ10ရက်နေ့မှာ မြန်မာနိုင်ငံပြန်ရောက်မှာဖြစ်တယ်လို့နေပြည်တော်စစ်တပ်သတင်းရေးမြစ်ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်အကြမ်းဖက်မင်းအောင်လိုင်ဟာတရုတ်နိုင်ငံကူမင်းမနိုဝင်ဘာလ6ရက်နေ့ကနေနိုဝင်ဘာလ9ရက်နေ့ထိပြုတ်လုံမဲ့ရှစ်ချိန်မြောက်မဲကောင်နိုင်ငံများထိပ်သီးအစည်းအဝေးကိုတက်ရောက်မှာဖြစ်တယ်လို့ဆိုပါတယ်အဲ့ဒီအစည်းအဝေးမှာတရုတ်ထိုင်းကမ်ဘောဒီးယားလာအိုနဲ့ဗီယက်နမ်နိုင်ငံတွေကဝင်ကြီးချုပ်တွေလည်းတက်ရောက်ကြမှာဖြစ်တယ်လို့သိရပါတယ်အဲ့ဒီမဲကောင်နိုင်ငံများထိပ်သီးအစည်းအဝေးကို3နှစ်တကြိမ်ကျင်းပပြုတ်လုပ်လို့ရှိပြီး အဲ့လိုအကြံဖက်မင်းအောင်လိုင်းရဲ့ငားရကြတရုတ်ခီးစဉ်အတွင်းတရုတ်နိုင်ငံကစစ်မှုဆောင်တချို့နဲ့မြို့တချို့ကိုလည်းတွားရောက်လေပတ်ဖို့ရှိနေတယ်လို့နိုဝင်ဘာလ10ရက်နေ့မှာတော့မြန်မာနိုင်ငံကိုပြန်ရောက်มาဖြစ်တယ်လို့လည်းနေပြည်တော်စစ်တပ်တရင်အကြီးမြင့်ကပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့အကြံဖက်စစ်ကောင်စီကရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ညီနောင်မဟာမိတ်တပ်တွေတိမ့်ပိုက်ထားရာကုတ်ໄຂမြို့ကို ဒီကနေ့မနက်ပိုင်းမှာပဲလင်းနဲ့ဘုံတွေဇက်တိုက်ကျဲချသွားမှုကြောင့်ရဲသားပြည်သူတို့ဦးသေးဆုံးသွားခဲ့ရပြီးဒဏ်ရာရတဲ့သူတွေလည်းများထားတယ်လို့ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်ဒီကနေ့နိုဝင်ဘာလ၁ရက်နေ့မနက်၃နာရီခွဲလောက်မှာပဲရှမ်းပြည်နယ်မြောက်ပိုင်းကညီနောင်မဟာမိတ်တပ်တွေသိမ်းပိုက်ထားတဲ့ကုတ်ခိုင်မြို့ကိုအကြမ်းဖက်စစ်ကောင်စီတပ်ကလင်းနဲ့လာပြီးဘုံတွေဇက်တိုက်ကျဲချသွားတယ်ဆိုပါတယ်အဲ့ဒီလိုစစ်ကောင်စီတပ်ရဲ့လင်းကကျဲချလိုက်တဲ့ဘုံသီးတွေဟာကုတ်ခိုင်မြို့ပေါ်ကရက်ွက်သုံး အခုံယုံစေးယုံမိသက်ယုံနဲ့အေရှာဝေါယုံပတ်ဝန်းကျင်တွေမှာပါကြောက်ရောက်ပတ်ကွဲသွားပြီလက်ရှိရတပ်ပြည်သူတို့အသေးဆုံးသွားတယ်လို့တည်ထားရတဲ့အပြင်ဒဏ်ရာရတဲ့သူတွေလည်းရှိထားပြီးတေဆုံးမှုစင်းကထပ်ပြီးတိုးလာနိုင်တယ်လို့လည်းဒေသခံသတင်းရင်းမြစ်တွေကပြောထားကြပါတယ်ခင်ဗျာဒီတခါမန္တလေးတိုင်းဘက်မှာတော့တောင်သာမြို့နယ်မှာဂိတ်ဖွင့်ပြီးစစ်စေးရေးလုပ်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုဒေါ်လာရေးပူပေါင်းတပ်တွေကပြစ်ခတ်တိုက်ခိုက်ချေမှုအတွင်း PDF တွေလာနေပြီလို့သွားပြီးသတင်းပေးတယ်ရဲသတင်းပေးမောင်မြအပါဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်၃ဦးကတော့အသီးသီးသေကုန်ကြပြီလို့ TTA PDF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်ကိုပြောပါတယ်အော်တိုဘောလ31ရက်နေ့ဖြစ်တဲ့မနေ့ကမနေ့ပိုင်းမှာပဲတောင်သာမြို့နယ်ရုံစင်ကြီးရဲစခန်းကထွက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့တွေဟာမိတီလာတောင်သာလမ်းပိုင်းမှာဂိတ်ချပြီးတော့ကိုခီးသွားပြည်သူတွေရဲ့ကားနဲ့ဆိုင်ငယ်တွေတားပြီးစစ်စင်းငွေညှစ်တာတွေလုပ်နေတဲ့အချိန် ော်လိုင်းပူပေါင်းတက်တွေကတွားရောက်ပစ်ခတ်တိုက်ခိုက်ချေမုန်းခဲ့တယ်ဆိုပါလေအဲဒီလိုတိုက်ခိုက်မှုအတွင်း PDF တွေလာနေပြီလို့ဆိုင်ငယ်နဲ့ရဲတွေကိုသွားပြီးသတင်းပေးတယ်ရဲသတင်းပေးမောင်မြအပါဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်၃ဦးကတော့အသီးသီးတိတ်ကုန်ကြပြီအဲဒီရဲသတင်းပေးမောင်မြဆိုသူကလည်းသူတို့ဘက်ကရဲတွေရဲ့ပစ်ခတ်မှုကြောင့်ပဲကြီထိမှန်ပြီးသေသွားတာဖြစ်တယ်လို့ TDA BDF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျာအခုတခါဒင်းနိုင်တိုင်းဘက်မှာတော့ တရချောင်းမြို့နယ်နဲ့လောင်လုံးမြို့နယ်တွေမှာဒကောင်စီကောက်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုဒေါ်လန်ကြီးပူပေါင်းတပ်တွေက drone နဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်စစ်ကောင်စီဝင်၈ဦးကတော့အသီးသီးသိမ့်ကုန်ကြပြန်ပြီလို့တဝယ်မြို့နယ်ပြည်သူကာကွယ်ရေးအဖွဲ့ကပြောပါတယ်။အော်တိုဘလ၅ရက်နေ့ကနေ၁၉ရက်နေ့အထိတရချောင်းမြို့နယ်အတွင်းကရန်တောင်တင်းကျွန်းနဲ့လောင်လုံးမြို့နယ်အတွင်းကနှင်းမော်ကျေးရွာတွေမှာဒကောင်စီလိုက်ကောက်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုဒေါ်လန်ကြီးပူပေါင်းတပ်တွေက drone နဲ့ဇက်တိုက်ဘုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုပါတယ်။ အဲ့ဒီလိုတိုက်ခိုက်မှုတွေအတွေ့ဒကောင်စင်းကောက်နေတယ်အကြံဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်၈ဦးကတော့အသီးသီးတေကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေလည်းရှိသွားကြတယ်လို့ဒဝယ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကပြောထားပါတယ်ခင်ဗျတပ်ဖက်မှာတော့မကွေးတိုင်းစောမြို့နယ်ကရတပီသူတွေနေထိုင်တဲ့နေရာတွေကိုအကြံဖက်စစ်ကောင်စီကလေးနဲ့လာပြီးရည်ရွယ်ချက်ရှိရှိဘုံကျဲတိုက်ခိုက်မှုကြောင့်ကလေးငယ်တအူအပါဝင်ပြည်သူ၄ဦးတိုက်ခိုက်ဒဏ်ရာရထားပြီးနေအိမ်အများပြားပျက်စီးထားတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ် အော်တိုဘောလာ30ရင်းနေညတကောင်းရင်အချိန်မှာပဲအချမ်းပစကောင်စီကမကွေးတိုင်းစောမြူနယ်မှာရှိတဲ့ရတပီဒရီနေထိုင်ရာကန်ချောင်းကျေးရွာကိုရည်ရွယ်ချက်ရှိရှိလေနဲ့လာပြီးဘုံကျစ်တက်ခိုက်သွားတယ်ဆိုပါတယ်အဲဒီလိုစကောင်စီတက်ရဲ့လေငါကျဲချလိုက်တဲ့ဘုံသီးတွေထိမှန်ပြီးကျေးရွာတွေကအသက်17နှစ်အရွယ်ကလေးငယ်တူအပါဝင်ရတပီသူ၄ဦးထိခိုက်ဒဏ်ရာရထားပြီးနေအိမ်အများပြားလဲပျက်စီးထားတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျာ ဟုတ်ကဲ့ဒါကတော့ရုံခစ်တစ်ကနေဒီကနေ့နေ့လေးကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်စုတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ